မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါရှင့်မင်္ဂလာပင်လယ်မှာဖြစ်ပေါ်နေသောလေဖိအားနည်းရဝန်အခြေအနေနှင့်ပတ်သက်ပြီးအထူးတင်ပြပေးလိုပါရရှင့်လေဖိအားနည်းစေအခြေအနေ2025ခုနှစ်အေဘီလ9ရက်နေ့ယနေ့မြန်မာစံတော်ချိန်ည8:00နာရီအချိန်တိုင်းထွာချက်အရာ ကပလီပင်လယ်ပြင်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းစေသည့်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားခဲ့ရာဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကပလီကျွန်းအနီးသို့ရောက်ရှိခဲ့ပြီးလေဖိအားနည်းရဝန်းအဖြစ်သို့ပုံမအားကောင်းခဲ့ပါသည်အဆိုပါလေဖိအားနည်းရဝန်းသည်အနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးလာမည့်36နာရီအတွင်းဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းရင်းနှင်းဆက်ဆက်နေသောဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင်အားကောင်းသောလေဖိအားနည်းရဝန်းအဖြစ်သို့ပုံမအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်သည်ဟုခန့်မှန်းရပါသည်မြမပင်လေပြင်အပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါလေးဖီအားနှင့်ရဝန်း၏အချိန်ကြောင့်ယနေ့မှစ၍ဧပြီလ14ရက်နေ့အတွင်းမြို့ဝကျုံပေါ်မုတ်တမောက်ွေ့ငွန်တနင်းသာ၏ကံယူတန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်တို့တွင်၎င်း ဧပြီလ9ရက်နေ့မှဧပြီလ14ရက်နေ့အတွင်းမြမကံယိုရန်တျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်၎င်းတခါတရံမိုးတက်လေပြင်းများတိုက်ခတ်နိုင်ပြီးလှိုင်းတင်အတင်းမှလှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေသည်တနအီလရင်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်မှာမြမကံယိုရန်တျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ငါးပေမှဆက်နှစ်ပေခန့်ရှိနိုင်ပါသည်မြမနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှု အဆိုပါလေဖီအားနည်းရဝင်းဤအရှိန်ကြောင့်ယနေ့မှစ၍ဧပြီလ10ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်အေဘီလာ၁၁ရက်နေ့မှအေဘီလာ၁၅ရက်နေ့အတွင်း စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲမှနေရာဆိတ်ဆိတ်ကြံတပြည်လုံးတွင်နေရာဆိတ်ဆိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ကာနေပြီးတော့ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးခြင်းမိုးတိကျခြင်းမိုးကြိုးပစ်ခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်ရှင် တို့ဖြစ်ပါ၍အဆိုပါလေဖီအားနေရဝန်းဤအရှိန်ကြောင့်ယနေ့မှစ၍အေဘီလ15ရက်နေ့အတွင်းတိုင်းနေပြည်နယ်အသီးသီးတွင်မိုးတစ်ချုံရွာသွန်းခြင်းနှင့်အတူနေရာကွက်၍မိုးကြီးခြင်းမိုးတီးကြွေခြင်းမိုးကြိုးပစ်ခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသဖြင့်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းမိုးကြိုးပစ်ခြင်းများလေတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အုံများတစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်တရက်စစ်တပ်အားလိုင်းများပြိုကျခြင်းရိုင်လဲခြင်းစသော ။တဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေတာအနီးတွင် နေထိုင်ကြသူများအနေဖြင့်ငိုကြိုးပစ်ခြင်းနှင့်မြေပြိုမှုအန္တရာယ်ကို၎င်းမြမကံယိုရန်တစ်လျှောက်နှင့်မြင်းငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုအန္တရာယ်တို့ကို၎င်းကြိုတင်သတိပြုနေထိုင်ကြပါယံစိုက်ပျိုးမွေးမြူတောင်သူများအနေဖြင့်လည်းအချိန်ခါမဟုတ်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်တီးနှံပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးကြိုတင်ကာကွယ်ထားရှိနိုင်ပါယံနှင့် ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွားလာရေးမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့ရှိ ကန်ဒီကံဝေငါဖန်းရေရင်များဆက်လေများတင်မောများအနေဖြင့်လဲကြိုတင်သတိပြုသွားလာနိုင်ပါယံအတိပေးတင်ပြအပ်ပါသည်ရှင်